တချင်းလေးတွေပြန်ဆုံနေရဆိုတော့လေပွဲလေးလည်းပြန်သွားနေတော့အော်ဒီဘက်ပြန်ပြောင်းလာပြီလားဆိုတော့လိုင်းချောင်တာလိုင်းပြောင်းတာမျိုးတော့တက်မှတ်လို့မရဘူးပေါ့နော်ကိုလိုချင်တဲ့ level တခုကိုလိုချင်တဲ့တန်းတခုကိုရချင်တယ်ဆိုလို့ရှင်တော့အာလှေကအဲ့လိုကြော်တက်လို့မရပါဘူး အခုကတချင်းလေးပြန်ဆုံနေရဆိုတော့လေပွဲလေးလည်းပြန်သွားနေတော့အော်ဒီဘက်ပြန်ပြောင်းလာပြီလားဆိုတော့အဲလို့ကိုစူးစမ်းခြင်းစိတ်ရှိတဲ့သူတွေကတော့တနေရာထဲမှာရပ်နေပါဘူးလို့အဲဘာဖြစ်လို့လဲဆိုတော့ကိုကကိုကိုဖြစ်ချင်တဲ့အရာတွေလုပ်ချင်တဲ့အရာတွေကတဖြည်းဖြည်းအစင်ချင်းစီတက်မှဖြစ်တာပေါ့နော်ဘလောက်ပဲအဲ့လိုကိုစမ်းထားလို့အောင်မြောင်မြင်းစမ်းရှိလို့ အာကြော်ကြသွားကြော်ကြသွားပေါ့နော်ကိုလိုချင်တဲ့ level တခုကိုလိုချင်တဲ့တန်းတခုကိုရချင်တယ်ဆိုလို့ရှင်တော့အာလှေကအဲ့လိုကြော်တက်လို့မရပါဘူးတစင်ချင်းစီပဲတက်ရတာပေါ့နော်အဲ့တော့အာဒီလိုမျိုးပဲကိုဖြစ်ချင်တဲ့အရာပန်းနိုင်ကိုသွားချင်တဲ့ goals ကိုမရောက်မချင်းကိုကကိုအာဒီလိုလှေကတစ်ချင်ချင်းတစ်ချင်ချင်းကိုခက်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 တေးချာလေးကြော်ဖြတ်နေပါတယ်လို့အဲအကြောင်းလို့အာ line ကြောင်တာ line ပြောင်းတာမျိုးတော့ အာတက်မှတ်လို့မရဘူးပေါ့နော်အဓိကတော့ကိုယ်တနည်းအားထဲမှာပဲရက်မနေချင်တာပါဟုတ်အနုပညာလောကမှာတော့လေအာဇူလိုင်မှမဟုတ်ဘူးတခြားအနုပညာရှင်တွေတခြားနမကြီးအနုပညာရှင်တွေကလည်းဒီလိုပဲအာတရုတ်ဆောင်ဆိုရင်လည်းတရုတ်ဆောင်တစ်ခုပဲလုပ်နေတဲ့သူတွေရှားတယ်ပေါ့နော်တခြင်းတွေဆိုရဲပွဲတွေတွားတယ်နေလည်းတွားပြီးတခြင်းတွေဆိုရဲသူတွေလည်းရှိရဲရှိရဲဆိုတော့ဟိုတရာမှာ90လောက်ကရဒီလိုပါပဲအဲ့တော့အာဒီလိုဇူလိုင်ကအဲ့လိုဒီလိုမျိုး level တစ်ခုကိုဝင်တဲ့အခါမှာ အာသူများရဲ့ဒေထက်ပေါ့နော်နည်းနည်းလေးအာလူအယုံစိုက်တာခံရတဲ့အတွက်ပေါ့နော်အဲ့လိုမျိုးလေးအဖြစ်တယ်လို့ပဲထင်ပါတယ်ဟုတ်တချို့ဆိုလဲဒါသူတို့ရဲ့ဒီ talents တွေကိုထုတ်ပြရဲအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ဒီလိုမျိုး career ပြောင်းတာမျိုးမဟုတ်ဘဲနဲ့ဇလန်ကလည်းအဲ့လိုသဘောမျိုးပဲပေါ့နော်ကိုယ့်ရဲ့ uh challenge တစ်ခုကိုပြိတက်ကိုချပြတဲ့အနေနဲ့ဒီ miss ကတော့ဒီလိုချပြခဲ့အောင်ပေါ့ဟုတ် ဲ့ဟုတ်တယ်အဲ့လေးရောပြန်ပြီးဝယ်ပေးနိုင်ပြီလားအော်ပြန်ပြီးဝယ်ပေးနိုင်ပြီလားဆိုတော့အမြန်ဆုံးတော့ဝယ်ပေးနိုင်ချင်ပါတယ်လို့ဟုတ်အခုဒီရောဝယ်ပေးနိုင်အလားမဲ့ပြိုင်တော့อ่ะဆိုတော့လေကိုကကိုရဲ့ efforts ထဲတလောက်ကိုအကုံတာပေါ့နော်အဲ့တော့အမမေကမမေတို့ဖေဖေတို့ကလည်းအရန်ပတ်မိုးပြီးတော့လေအခုချစ်ပြီးရောရောင်းပြီးတော့မှ အဲ့ဒီလိုချပြသမီးစိတ်မပူနဲ့ပေါ့နော်မမေတို့မှရှိတယ်ဘာမှစိတ်ပူစရာမလိုဘူးဆိုတော့အနေထားဟိုပြတော့မှဘာလို့ဆိုတော့ကိုလည်းအဲ့မှာအရန်ပြင်ပန်းခဲ့တယ်ပြီးတော့ဒီပြိုင်ပွဲအတွက်အရန်လောနေတဲ့ခါကြတော့လေစိတ်ကဒီပြိုင်ပွဲတွေကိုရောက်နေတော့ ဘလောက်ကုန်တယ်ဘာဖြစ်တယ်ဆိုတော့ကိုယ်ကတတိမထားနိုင်ဘူးအဓိကကိုယ့်ရဲ့ goals ကဒီအတူအကောင်းဆုံးချပြနိုင်ရမယ်အကောင်းဆုံးလုပ်နိုင်ရမယ်ဆိုရင်စိတ်နဲ့အရန်စူးစမ်းတော့အဲ့စူးစမ်းရပုံမှာလည်းမေမေရောအသိမဲ့ပြည့်ရဲ့အနေနဲ့ပေါ့နော်အဲ့လိုမျိုးလေးအဲလက်ဆောင်ဆိုတဲ့သဘောမျိုးပေါ့နော်ဒါမဲ့အဲနည်းနည်းတော့ကိုယ်စိတ်ထဲမှာအော်ကိုယ့်အတွက်ဒီလောက်တောင်အများကြီးကုန်ကြပေးပါလားပေါ့အဲ့လိုမျိုးဝန်းနေတာပေါ့ဟုတ်ပြီတော့မေမေကအရန်ဘယ်လိုပြောရမလဲ အလားကြိုက်တယ်လေအလားမတ်တဲ့မိမတယောက်ပဲပေါ့နော်အဲ့တော့သူကအဲ့လိုအိတ်လက်လက်လေးတွေပြီးရင်အဲ့လိုဆွဲကြိုးတွေငကတ်တွေ jewelry တွေအဲ့လိုမျိုးအရန်သဘောကျတော့လေမမေကိုအမြဲတမ်းအော်မမေကအော်တော့ပါပြီလေအိမ်အချင်းတွေကြောင့်မဝယ်တော့ပါဘူးဆိုပြီးတော့အဲ့လိုမျိုးမဖြစ်စေချင်ဘူးပေါ့နော်အမြဲတမ်းမမေကိုအပြည့်အွန်စားစေချင်တယ်အပြည့်ကျေးဇူးပေးခြင်းနဲ့ပေါ့နော်ဒါမဲ့လဲဇလိုင်းကဟိုကိုဖြစ်စင်တဲ့ပန်းတိုင်းအတူအဲရှောက်နေရတာဆိုတော့အဲ့လို ဇူလိုင်အသက်20 23လောက်ကြာရင်တော့ဟိုလုံးဝလူလီသေးမရှိ ထားနိုင်ဘူးလို့ကိုကိုထင်တယ်ဟုတ်မမေလိုချင်တဲ့ဟာတွေလည်းဖြည့်ဆည်းပေးခြင်းလည်းပြီးတော့ဖေဖေလိုချင်တဲ့ဟာတွေလည်းဖြည့်ဆည်းပေးခြင်းလည်းအာဖေဖေဆိုရင်လည်းမန်လေးမှာအအခြေချတဲ့ခါကျရင်ခုဆိုဇူလိုင်တော့ကဝန်ထမ်းအိမ်ရမှာပဲနေရဆိုတော့လေအဲ့တော့အအလိုကိုပိုင်အိမ်လေးခြံလေးလိုချင်တဲ့အဲ့ဟာကိုလည်းအဇူလိုင်ကတမိအကြီးဆုံးဖြစ်တဲ့အတွက်အဖေဖေတို့ရဲ့ခံစားချက်ကိုလည်းနားလည်အဲ့တော့ဇူလိုင်ကဖြည့်ဆည်းပေးချင်တာပေါ့နော်ဟုတ် တယ်စိတ်မကောင်းဖြစ်တာပေါ့ဘာလို့ဆိုကိုယ့်အတွက်လေကိုယ့်အတွက်မောင်လေးကလည်းတူတူပဲမောင်လေးကလည်းအရန် support ပေးတယ်အရန်ဟိုဟိုကိုယ့်လေအစအဆုံးအကုန်တိုင်းလုပ်ပေးတာအစပိုင်းကက်ဝော့လျှောက်တာတွေကဆာသူကအကုန်လုံးဟိုမိသားစုတစ်ခုလုံးကပံ့ပိုးပေးတော့ကိုကအများကြီးတော့1မိနစ်ခေရောက်ပေါ့နော်ဒါပေမဲ့အော်အဲ့လိုမျိုးဆိုတော့ကိုကအရန်ပြည့်စုံနေတဲ့ life ကလာတဲ့လူမဟုတ်တဲ့အတွက်အဲ့လိုတော့ sim count ဖြစ်တာပေါ့ ရရွှေချာရဲ့ကထိန်လူတော့ပါဒီနေ့မှမဟုတ်ဘူးဇလိုင်းကနှစ်တိုင်းနှစ်တိုင်းလဲဒါမန္တလေးသူလည်းဖြစ်တော့လေမန္တလေးကအချိန်ကအပွဲတွေမှာဆိုရင်အဒီဒီ အဓိကတော့ဒီကထိန်ပွဲလေးမှာဆိုအများတန်းနှစ်တိုင်းနှစ်တိုင်းပါဖြစ်တယ်နှစ်တိုင်းနှစ်တိုင်းလည်းအဖြောပြေးဖြစ်တယ်ပါရမီဖြည့်ဖြစ်တာပေါ့နော်မငယ်ချွေတို့ဟုတ်ဟုတ်ကဲ့ဆိုတော့အရင်လာကတချင်းလေးထွက်ထားရဲတပွားရိုက် like ဆိုရဲတချင်းလေးပေါ့နော်အဲ့တချင်းလေးလဲအာပရိသတ်တွေမတူတဲ့ taste နဲ့ခံစားရတဲ့တချင်းလေးပေါ့နော် slide ကိုရိုင်း slide တကယ်ချင်းနဲ့တူတူမြေးထားတဲ့တချင်းလေးပေါ့နော်နောက်ထပ်လဲ slide ကိုရိုင်းရေးထားတဲ့အာတချင်းလေးတပုတ်ထွက်ဖို့ရှိရဲအဲ့ဒါကတော့အာ slide ကအခု studio back ကိုပို့ပြီးတော့သွားဖြစ်နေရဲဆိုတော့လေအဲ့လို တချင်းလေးထုတ်ဖြစ်နေရဲဒါပေမဲ့အခုလိုမျိုးပြည်သက်တွေနဲ့ထိတွေ့မှုများအောင်လဲဒီပွဲလေးလည်းအများကြီးအာဆိုဖြစ်နေရဲပေါ့ဟုတ်